ခန်းဆက်လေးမျက်မှောက်ဘက်မှလာသည့်လမ်းမှာဖြူးဖြောင်းနေသည် မင်းကြီးဦးမင်းရောင်သည်မြို့လူလင်အရှိဘက်တောင်တန်းအတွင်းမှနေ၍တဖြောင်းနေရှိနေသောလမ်းကိုလှမ်းမြော်ကြည့်သည်မင်းတို့ရထားတဲ့တရင်ကမှန်ကောမှန်ရဲ့လားမောင်အောင်မှန်ပါတယ်မင်းကြီးတောင်တွင်းကြီးမှာချထားတဲ့ကလဖြူတက်ကတက်စိတ်တစိတ်နတ်မောက်ကိုလာပါတယ်နတ်မောက်မြို့တကြီးကကလဖြူတက်ကို ဝမ်းသာအားရကြိုနေပါတယ်ဒီနယ်တနယ်လုံးအင်္ဂလိပ်မင်းကိုတစ္ဆာခံမယ်လို့သူကိုယ်တိုင်ပြောနေတာကျွန်တော်နားနဲ့ဆက်ဆက်ကြားခဲ့ရပါတယ်နယ်မြေတစ်ခုလုံးကိုလှဲ့လေကြည့်ရှုဖို့လဲအကြံပေးပါတယ်အဲဒီလိုလှဲ့လေသွားလာချိန်မှာနတ်မောက်တကြီးကကိုယ်တိုင်လိုက်ပါမယ်လို့လဲပြောတာပဲအဲ့ဒါကိုမောင်မူလဲကြားပါတယ်ဟုတ်ပါတယ်မင်းကြီးမောင်ပြောတဲ့အတိုင်းပါပဲမိုးလင်းတာနဲ့မြို့လူလင်ကိုဝင်တိုက်ဖို့ ပြင်ဆင်နေတာပါတွေ့ခဲ့ရပါတယ်။ဒါဆိုရင်ငါတို့တွေဆက်ပြီးစောင့်ကြတာပေါ့။မင်းတဆင့်ကြားခဲ့တာမဟုတ်ပဲကိုယ်တိုင်ကြားခဲ့သိခဲ့တာဆိုတော့ရန်သူတွေငါတို့စီကို ရောက်လာမှတေးကြပါတယ်။ဦးမင်းရောင်ဒီစကားပြောရင်းမှာစူးရှအယောင်လက်နေတော့မျက်လုံးအစုံဖြင့်ရှေးသူရှုကို ကြည့်နေသည်။အဝေးစီတို့လှမ်းမြော်ကြည့်နေရင်းမှာတခဏအကြာတွင် သူ့နှုတ်မှအမေရိတန်တန်တိုးထွက်လာသည်။ဟာ ဒါပါလေဒါကပါလေဟာရုတ်တရက်ပြောလိုက်ဒီဥမင်းရောင်ဤစကားကြောင့်အနာတွင်ရှိနေတော့မောင်အောင်နဲ့မောင်မူးတို့ကဆက်ခနဲခေါင်းထောင်ကြည့်ဒီမင်းကြီးဘာများတွေ့လို့လဲမြောက်ဖက်တောင်ကြီးကိုကြည်စမ်းရန်သူတွေဟာလမ်းယူအတိုင်းမလာပဲဟိုဘက်တောင်ကြီးကနေလာနေပုံရတယ်တောင်ကြီးမှာ ကြီးတွေပြိုနေတယ်တွေ့လားဟုတ်တယ်ဒါရန်သူပဲမင်းကြီးတို့လူတွေကိုတတိပေးလိုက် ရန်သူတွေဟာလမ်းပြကောင်းကောင်းပါလို့လမ်းယူအတိုင်းမလာပဲအခုလို့ကြွေပက်ပြီးလာတာအဲ့ဒါကိုကြည့်ရင်ရန်သူတွေဟာတတိလက်လွတ် မနေတာတေကြတယ်မင်းတို့နှစ်ယောက်အခုကလေးကနေရာယူထားတော့ဟုတ်ကဲ့မင်းကြီးဟောဟိုမှာတန်ချောင်းပြန်လာပါပြီသူ့ကိုငါ့စီလွတ်လိုက်မြင့်အပ်ပေးတာနဲ့ချက်ချင်းလာလို့ပြောဟုတ်ကဲ့မင်းကြီး မောင်အောင်နဲ့မောင်မှုတို့မင်းကြီးအနားမှာခွာထွက်သွားကြသည်ဦးမင်းရောင်ကတောင်ကျစီတို့တစ်ချက်ကြည့်ပြီးနောက် အနားမှာရှိတဲ့သစ်ပင်အောက်ခြုံဘေးတို့တွင် နေရာယူထားတော့နောက်လိုက်နောက်ပါများဘက်ကိုလှည့်ကြည့်လိုက်သည်အားလုံးနားထောင်ကြစမ်းရန်သူတွေငါတို့စီကိုလာနေကြပြီလမ်းယိုအတိုင်းလာမှာမဟုတ်ဘူးတောင်ကြီးကနေလာမှာအခုလာတာတက်စိတ်တစိတ်ဆိုတော့အင်အားကဘာမှမရှိဘူးကင်းလဲ့လာတဲ့တက်ဖွဲ့တစ်ဖွဲ့ဖြစ်မယ်အင်အားနည်းနည်းများများရန်သူဟာရန်သူပဲငါတို့တောင်က ရန်သူကိုရှင်းလင်းဖို့ပဲမင်းတို့အားလုံးသတိရှိကြပါ စကားအဆုံးတွင်ဦးမင်းရောင်ကခါးတွင်ချိတ်ထားသည့်တအိမ်ထဲမှဓာအယူကိုတင်းတင်းစုပ်ကင်လိုက်သည်တောင်ချီမှခြေတက်လာနေတော့ရန်သူတို့သည် ရှေခီးဒတိုင်းခန့်တွင်လမ်းဟောင်းပေါ်သို့တက်လာကြပုံရသည်ထိုနေရာမှ ဖုံထလာ၏ကို၎င်းကြီးကံများ အော်မြီပြန်ဝဲနေ၏ကို၎င်းတွေ့ရ၏သူတို့တွေရှေ့တတိုင်းလောက်ကနေလမ်းဟောင်းပေါ်တက်လာကြတာပဲသူတို့ကိုလမ်းပြပေးတယ်လမ်းပြဓမ္မက ပေါ့ပေါ့ဆဆနေရတဲ့လူညံ့တဲ့ကဖြစ်မယ်။အခုရန်သူတွေလာနေပုံကသူတို့လာနေပြီဆိုတာကြေညာနေတယ်လို့ပဲ။ဦးမင်းရောင်ကရန်သူများနဲ့ပတ်သက်ပြီးတွေးရင်အပါရာပြုံးလိုက်သည်။ပြီးရင်ကျင်းနဲ့အားရတော့အမှုရာနဲ့နှုတ်ခမ်းမွေးကိုတတ်သည်။နမောင်နဲ့ဆက်တွေ့ထားတော့လမ်းပေါ်မှာမဲမဲရိပ်ရိပ်ဒဏ်များပေါ်လာ리고တွေ့ရ၏။တော်ရန်လေးအတွင်းရှိတစ်ပင်မြင့်မြင့်ပေါ်မှာအချက်ပေးတံဖြစ်တော့ ဂျိုးကူရန်ပေါ်လာသည်ဂျိုးကူရန်ပေးသူမှာမောင်အောင်တို့မဟုတ်မောင်မှုတယောက်ယောက်ဖြစ်မည်ဟု တွေးမိလိုက်ရန်သူတွေလာနေပါပြီမင်းကြီးအနည်းတို့ရောက်လာတော့တန်ချောင်းဤအတန်ကိုကြားရသည်အေးလာရင်လည်းတိုက်ကြတာပေါ့မဲရွှေတင်တို့တွေတော်ထဲမှာ လုံလုံချုံချုံအေးချမ်းချမ်းရှိပါရဲ့လားဟုတ်ကဲ့ပါမင်းကြီးမင်းကြီးကတော့နဲ့အတူရှိနေတဲ့မဲရက်ခါဟာယောက်ျားတယောက်ထက်တောင်ပိုပြီးအားကိုးရပါတယ် ဓာရီကျွမ်းနဲ့သူစောင့်ရှောက်ရမယ့်လူတွေကိုတည်တည်ချာချာစောင့်ကြပ်ကြည့်ရှုနေပါတယ်။အင်းတရင်ကောင်းကြားရတာပဲ။ဒီအတိုင်းဆိုရင် ကလေးတငယ်တွေလူကြီးသူမတွေနဲ့အမျိုးကောင်းသမီးလေးတွေအတွက်စိတ်ချရပါပြီ။လမ်းယိုအတိုင်းလာနေကြတော့ရန်သူတို့မှတဖြည်းဖြည်းနှီးလာလေပြီ။ရှေ့မှမြင်းစည်းလာတော့မြင်းစည်းတမအင်္ဂလိပ်စစ်ဗိုလ်နဲ့သူ့နောက်မှ လိုက်ပါလာတော့အိန္ဒိယကျေးစာစစ်သားများကို ထင်ထင်ရှားရှားတွေ့မြင်လာရသည်အင်္ဂလိပ်စစ်ဗိုလ်စီလာတီမြင်းမှာအလုံးအယက်လွန်စွာကောင်းသော မတ်ဒရက်အမြင့်ကြီးဖြစ်သည်စစ်ဗိုလ်ဒီသူ၏မြင်းကိုတော်ရန်ရှေကန်းအရောက်တွင်ရက်လိုက်သည် နောက်မှပါလာတော့အိန္ဒိယကျေးစားစစ်သားများကလည်းဘိုနှင့်အတူရက်လိုက်သည် အင်္ဂလိပ်စစ်ဗိုလ်ကသူ၏မုတ်စိတ်နီနီကိုတစ်ချက်ပွတ်တက်ပြီးနောက်ဦးမင်းအောင်တို့ရှိနေတော့တော်ရန်ကိုစူးစူးဆိုက်ဆိုက်ကြည့်သည် ထို့နောက်မြင်းရိုက်ကျင်းကိုဝေရမ်းပြပြီးရှေ့သို့လာသည်။ဦးမင်းရောင်ကတော်ရန်အတွင်းသို့ဝင်လာတော့ရန်သူမြင်းစီသမားများကိုတင်ငိန်စွာ ကြည့်နေသည်။ရန်သူတွေတော်ရန်အလဲတို့ရောက်လာသည်နှင့်တအိမ်ထဲမှဓားကိုဆွဲနှုတ်လိုက်သည်။တိုက်အမိန်မေးအော်ဟစ်ပြီးနောက်ဦးမင်းရောင်က နေရာမှရိတ်ခနဲခုံထွက်သည်။သူကမြင်းမော်တွင်ထိုင်နေတော့အင်္ဂလိပ်စစ်ဗိုလ်ကိုတဟုန်တို့ဝင်ရောက်တိုက်ခိုက်သည်။တစ်ပင်အကွယ်တွင် ပုန်းနေသူတို့ကလည်းတိုက်ခတ်ရန်ပြေးထွက်လာကြ၏။အိန္ဒိယကျေးစားစစ်သားများသည်ဓာလန်လက်နက်ကင်ထားသောမြန်မာတို့အားတနက်ဖြန်ပြစ်ခတ်တိုက်ခိုက်သည်။တပင်အကွယ်များတွင်ပုန်းခိုနေသောမြန်မာတော်လန်သူတို့ကဒူးလီလှန်စတီတို့ဖြင့်ပြန်လည်ပြစ်ခတ်ကြသည်။မြင်းစီတမားများအနာတို့ရှောင်းနေသူတို့ကလည်းတနက်ကိုဂယုမဆိုင်အကြောက်ရွံ့မရှိပဲတနက်သမားများကိုပြန်လည်တိုက်ခိုက်ကြသည်။ အင်္ဂလိပ်စစ်ဗိုလ်ဒီအထင်မြင်သေးသည့်အမူအရာနဲ့ဦးမင်းရောင်အားတုတ်ပြန်တိုက်ခိုက်၏သူကမြင်းပေါ်မှနေ၍တိုက်ခိုက်ရသဖြင့်တပန်းပါနေပြီးဦးမင်းရောင်အားအပေါ်စည်းမှနေ၍ထိုးခုတ်သည်အင်္ဂလိပ်စစ်ဗိုလ်စည်းလာသည့်မတရက်မြင်းကြီးကလည်းခွာနှင့်ပေါက်ရန်ပြရက်ရသည်မင်းကြီးတတိထားပါမောင်အောင်ဤအော်ပြောတံကိုကြားရသည်မင်းကြီးသည်အင်္ဂလိပ်စစ်ဗိုလ်ကိုတိုက်ခိုက်ရင်းမှသူ့နောက်လိုင်းများအားကြည့်သည် အိန္ဒိယကျေးစားစစ်သားများသည်မြို့လူလင်သားများ၏လက်ချက်ဖြင့်အတော်ယုံကြဆုံ၏ပြည်တံလွှားတံအော်ရန်ဟစ်တံတိုက်ခိုက်တံများတခဲနက်ပေါ်လာပြီးတခဏအကြာတွင်တိုက်ခိုက်တံတွေအားပြော့လာ၏ဦးမင်းရောင်၏တဟုန်တို့တိုက်ခိုက်မှုကြောင့်အင်္ဂလိပ်စစ်ဘော်အင်္ဂလိပ်စစ်ဘူမြင်းပေါ်မှကြာသည်သူကခါးတွင်ချိန်ထားသည့်ပြောင်းတူတနက်ကိုစွဲထုတ်ပြီးထိုအချိန်မှပင်တနက်တံတစ်ချက်ပေါ်လာပြီးအင်္ဂလိပ်စစ်ဘူလက်ထဲမှာ ပြောင်းတို့တနက်လွတ်ကြသည်ဥမင်းရောင်ကဓားကိုလျက်တစ်ပြက်ဟွေရမ်းလိုက်သည်ဓားကအင်္ဂလိပ်စစ်ဗိုလ်၏ခေါင်းကို ဖြတ်လိုက်သည်ယောက်ျားပါတာမြို့လူလင်သားတဲ့ဟေးမိစ္ဆာကောင်တွေတယောက်မှမကြံစေနဲ့ပြည်တံလွှားတံအော်တံဟစ်တံများတိုက်ခိုက်တံများတခဏအတွင်းမှာပင်ငြိမ်သက်သွားသည်တော်တံအတွင်း၌အင်္ဂလိပ်စစ်ဗိုလ်စစ်သားတို့၏အလောင်းများဖြင့်ပြည့်သွား၏အလုံးနားတော်ကြရန်သူတွေရဲ့အလောင်းတွေကို တဏှာရဲစုလက်နက်တွေကိုသိမ်းမြင်းတွေကိုသိမ်းသူတို့အားလုံးကိုကျင်းသူပြီးကောင်းကောင်းမွန်မွန်တကြိုလိုက်ငါတို့ပထမဆုံးတိုက်ပွဲကိုအောင်မြင်လိုက်ပြီဥမင်းရောင်ဤစကားအဆုံးတွင်ဟေးကနေအော်လိုက်တော့အော်ရန်ထွက်ပေါ်လာသည်ညို့လူလင်သားများသည်ဓာလန်များကိုပင့်မြောက်ပြီးအော်ဟစ်ကခုန်ကြသည်ဥမင်းရောင်ကတွေးစွန်းနေသည့်ဓာကိုပြန်သိမ်းရင်းမှအားရပါရပြုံးလိုက်လေ၏ အခန်း15ဦးမင်းရောင်ဤပွဲဥထွက်တိုက်ပွဲဒီအောင်ပွဲဖြင့်စခဲ့၏ပထမတိုက်ပွဲအပြည့်တွင်အင်္ဂလိပ်တို့ကမြို့လူလင်ပတ်ဝန်းကျင်ကိုမှွေနောက်တိုက်ခိုက်တော်မူဟုဦးမင်းရောင်သိနေသည်ထို့ကြောင့်ဦးမင်းရောင်ကမြို့လူလင်ရှိတိုက်ပွဲဝင်သူရဲကောင်းအင်အားကိုတိုးချဲ့သည်내ချက်ကိုတော်လန်လိုစိတ်ရှိသူတို့အားစီယုံသည်မြို့လူလင်ပတ်ဝန်းကျင်ရှိမြို့ကျစ်စိတ်ရှိသူများဦးမင်းရောင်၏လက်အောက်သို့ခိုးဝင်လာကြသည် ဦးမင်းရောင်၏နောက်လိုက်အင်အားမှာလက်ချိုးရည်တွက်၍ရသည့်အနေထားမှာရှားကြော်လာသည်။နမမြို့ပတ်ဝန်းကျင်တွင်ကင်းလက်တပ်ဖွဲ့တပ်ဖွဲ့လုံးကြောက်သွားသည့်အဖြစ်ကြောင့်တောင်တွင်းကြီးမြို့တွင်တက်ချနေသောအင်္ဂလိပ်တပ်မှလှုပ်လှုပ်ရှားရှားဖြစ်သွားသည်။အင်္ဂလိပ်စစ်ဗိုလ်များခေါင်းချင်းဆိုင်ပြီးနမမြို့နယ်ကိုမှွေနှောက်ရှာဖွေရန်ဆုံးဖြတ်ကြသည်။ရဲများမကြမီပါပင် မြင်းစီအင်္ဂလိပ်စစ်ဗိုလ်တယောက်ဦးဆောင်သောစုံစမ်းရေးတပ်ဖွဲ့တစ်ဖွဲ့ နတ်မောက်တို့ရောက်လာသည်နတ်မောက်မျိုးတကြီးကပထမရောက်လာတော့ကင်းလှဲ့တက်ဖွဲ့မျိုးလူလင်ဘက်တို့တွားကြောင်းသူကိုယ်တိုင်လမ်းမြအဖြစ်လိုက်မိပြူပြီးမှနိုင်ရေးကိစ္စတစ်ခုကြောင့်မလိုက်ဖြစ်ပဲယုံကြည်စိတ်ချရတဲ့တပည့်တယောက်ကိုထည့်ပေးလိုက်ကြောင်းကင်းလှဲ့တက်ဖွဲ့ဒီမျိုးလူလင်တို့တွားရာပြန်ရောက်မလာတော့ပဲပျောက်ဆုံးသွားကြောင်းအစီရင်ခံသည်ထို့အခါအင်္ဂလိပ်စစ်ဗိုလ်ကမျိုးလူလင်တို့ချက်ချင်းတွားရောက်ရန် ပြင်ဆင်သည်နမမျိုးတကြီးက သူယုံကြည်စစ်ချရသူတယောက်ကိုလမ်းပြအဖြစ်ထည့်ပေးလိုက်ပြီဟုဂရိပြူသည်အင်္ဂလိပ်တပ်ဖွဲ့ဟာမြို့လူလင်တို့ထွက်ခွာခဲ့သည်နမောင်မျိုးတကြီးကသူ၏လူယုံတယောက်ကိုလမ်းပြအဖြစ်ထည့်ပေးလိုက်သည် အင်္ဂလိပ်တပ်ဖွဲ့တစ်ဖွဲ့မြို့လူလင်တို့ခြေတက်လာသည့်တရင်ကိုဦးမင်းရောင်ကကြိုတင်ပြီးရခဲ့သည်ထို့ကြောင့်သူကမြို့အဝင်တွင်ကင်းများချမြို့တွင်း၌တပ်သားများကိုတပ်ဖြောက်ပြီးနေစေသည်ဦးမင်းရောင်၏နောက်လိုက်တော်လန်ရေးတပ်များသည် တချိန်အောင်ဝဲရဘူးတဖြင့်စိတ်အားထက်တန်စွာတက်ကြွစွာနှင့်အင်္ဂလိပ်သက်ရောက်အလာကိုစောင့်ဆိုင်းနေကြသည်အင်္ဂလိပ်သက်ဖွဲ့သည်တရိပ်ကြီးစွာထားပြီးမြို့လူလင်တို့ဝင်သည်လန်ကီတလျှောက်တွင် အသာအစီအနှောက်ယှက်မတွေ့ရတကယ်လို့မြို့အဝင်မှာလည်းအနှောက်ယှက်မတွေ့ရတဖြင့်သူတို့ကိုသူတို့ယုံကြည်စိတ်ချလာကြသည်သူတို့အတွက်အနှောက်ယှက်မတွေ့နိုင်ဟု ထင်လာခဲ့သည်ကင်းတဲ့သက်ဖွဲ့တစ်ဖွဲ့မြို့လူလင်တို့အတွားတွင် ်ပျောက်ဆုံးသွားဒီမှာမြို့နုလင်တွင်နေထိုင်သူတို့၏လက်ချက်မဟုတ်အခြားအကြောင်းတစ်ခုခုကြောင့်ဖြစ်ရမည်ဟုတွေးမိကြသည်အင်္ဂလိပ်တပ်ဖွဲ့သည်လမ်းပြအကူအညီဖြင့်ဦးမင်းရောင်၏အိမ်ရှိသို့ရောက်လာသည်အင်္ဂလိပ်စစ်ဗိုလ်သည်မန္တရာစီလူမျိုးစကပြံမှတဆင်ဦးမင်းရောင်အားခေါ်သည်တကြီးမောင်မင်းရောင်ကျွတ်ဘူကြီးကစစ်မေးစရာရှိလို့အပြင်ကိုထွက်ခဲ့ပါစကပြံမန္တရာစီကအော်ပြောလိုက်သည် မာစကားကိုပီပီတတ်တာကျွန်းကျွန်းကျင်ကျင်ပြောနိုင်တဲ့ဖြင့်ထိုမန္တရာစီလူမျိုးအိန္ဒိယနိုင်ငံသားမှာမြန်မာပြည်သို့ရောက်နေဒီမှာကြာပြီဟုခံမှန်းရ၏။ဦးမင်းရောင်ဒီမန္တရာစီစကားပြန်အော်ဟစ်ပြောဆိုရန်ပေါ်လာပြီးနောက်အိမ်ပေါ်မှ ဆင်းလာသည်။ရင်မောင်းအင်းကြီးတောင်ရှိပစိုးတို့ကို ဝစ်ဆင်ထားပြီးရောင်တစောင်းထုံးထားတော့ဦးမင်းရောင်ဤအတွင်မှာတီကြီးခန့်ညားပြီးရင်ကျေးပြူငါဟန်ရှိနေသည်။ထို့ပြင် ဉာဏ်ပညာထက်မြတ်ဟံယောက်ျားပိဋကဟံများပေါ်လွင်နေသည်မြို့လူတွင်တကြီးဦးမင်းရောင်ဆိုတာကျုပ်ပဲခမည်းတော်ဘာကိစ္စရှိလို့လာတာလဲဘိုးကြီးကစစ်မေးစရာရှိလို့ပါပြီးခဲ့တဲ့9ရက်ကပြိတ္တရှာတပ်ဖွဲ့တစ်ဖွဲ့မြို့လူတွင်ကိုအလာလမ်းမာတွင်တပ်ဖွဲ့လုံးပျောက်သွားတယ်အဲ့ဒီကိစ္စအတွက်မေးချင်လို့သူတို့ဘာသာသူတို့ပျောက်သွားတာကျုံနဲ့ဘာဆိုင်လို့လဲကျုံမသိဘူးသူတို့ကဒီရွာကိုလာရင်းနဲ့ပျောက်သွားတာပါ မောင်မင်းအောင်ဟာဒီရွာကရွာတကြီးဆိုတော့ဒီပတ်ဝန်းကျင်မှာဖြစ်တဲ့ကိစ္စကို သိမှာပါဒါကြောင့်ကျုပ်တို့လာခဲ့တာအဲ့ဒီကိစ္စကိုတော့ကျုပ်မတည်ဘူးကျုပ်ရဲ့တပည့်တွေလည်းဘာမှပြောတာမကြားမိဘူးလူ20ကျော်နဲ့သူတို့စီးလာတဲ့မြင်းတွေပြီးတော့သူတို့စီကလက်နက်တွေပျောက်သွားတာဟာတော်တော်ဆန်းပါတယ်အဲ့ဒီကိစ္စဟာတကြီးပိုင်တဲ့နေမှာဖြစ်တာဆိုတော့ဒီနေမှာပျောက်တာနဲ့ကျုပ်တော်ဝင်ဖြစ်ရမလားကျုပ်မတည်ဘူး စကမြန်နဲ့ဦးမင်းရောင်တို့အပြန်အလှန်ပြောနေစဉ်ခေါင်းပေါ်တွင်ဘောင်းတို့ကြီးပေါင်းထားတော့ပန်ချပီတက်ကြက်တယောက်ကတစုံတရာအော်ပြောသည်သူကအော်ရင်ဦးမင်းရောင်ဤခြံဝင်းအပြင်တို့လက်ညှိုးထိုးပြသည်ခြံဝင်းအပြင်လမ်းပေါ်တွင်ခကြီးဝင်းမှပြန်လာရှိတော့တန်ချောင်းကိုမြင်းတစည်းနှင့် တွေ့ရသည်တန်ချောင်းစီးထားသည့်မြင်းမှာချုံကိုတိုက်ခိုက်စဉ်အင်္ဂလိပ်ကင်းတဲ့တပ်ဖွဲ့မှရထားတော့မတရက်မြင်းကြီးဖြစ်ဤတကြီးဟိုမှာကျွတ်တို့တပ်ဖွဲ့ကမြင်း ဒီမြင့်ကိုဘလို့စကားပြန်စကားမဆုံးခင်ဦးမင်းရောင်ဤနှုတ်မှအမိန်ပေးတံပေါ်လာသည် အမိန်ပေးတံအဆုံးတွင်အိမ်ပေါ်ထက်မှနေ၍အင်္ဂလိပ်တပ်သားများကိုတနက်ဖြန်ချိန်ရွယ်ထားသည့်မောင်အောင်နှင့်မောင်မူးတို့ကစတင်ပြစ်ခတ်တိုက်ခိုက်သည်ဦးမင်းရောင်ကလည်းတကားဘေးတွင် အသင့်ထောင်ထားသည့်ငှက်ကြီးတောင်ဓားကိုဆွဲယူကာအင်္ဂလိပ်စစ်ဗိုလ်အားလှမ်းပြီးခုတ်ပိုင်းတိုက်ခိုက်လိုက်သည်တပြိုင်နက်တည်းမှာပင်ခြံဝင်းအတွင် ပုံခိုကစောင့်နေတော့ ဥမင်းရောင်ဤနောက်လိုက်များကဓာလန်လက်နက်များနှင့်ပြေးထွက်လာကအင်္ဂလိပ်တပ်ကိုတိုက်ခိုက်သည်အိန္ဒိယနိုင်ငံသားကျေးစားတပ်သားများသည်ရုတ်တရက်ပုံကွယ်နေရာကထွက်လာပြီးတိုက်ခိုက်တော့မြန်မာမျိုးချစ်တပ်သားများကြောင့်ထိတ်လန့်ကြဖြစ်သွားကြသည်သူတို့ကပြန်လည်ခုခံတိုက်ခိုက်ရန်ပြင်ဆင်နေချိန်မှာပင်ဓာဖြင့်အခုတ်ခံရလှံဖြင့်အထိုးခံလိုက်ကြရသည်ဦးမြောင်၏အင်ရှိမြေကွက်လက်မှာချက်ချင်းပင်စစ်တလင်းဖြစ်သွားသည် အင်္ဂလိပ်စစ်ဗိုလ်တက်ကြွကြီးနဲ့အင်္ဂလိပ်စစ်သား၄ယောက်အိန္ဒိယနိုင်ငံသားကြီးစားစစ်သား20ရို့မှာလျှက်ရပြတ်တိုက်ခိုက်လိုက်တော့တိုက်ပွဲအတွင်း၌တေဆုံးသွားကြ၏ဟေးသူ့ကိုမတက်နဲ့ငါရှိကိုဖမ်းခေါ်လာခဲ့စမ်းဒလွတ်ကင်မျိုးချစ်တက်သားတယောက်ကစကပြန်မန္တရာစီအားဓားဖြစ်ခုတ်ပိုင်းမီပြူသည်ဓားကိုပင်းမြောက်လိုက်စင်မှာပင်ဦးမင်းရောင်ဤသားစီးတံပေါ်လာသည်ဖြင့်ထို့သူကဓားကိုပြန်ချလိုက်၏ တေရမှာကြောက်ပြီးဒူးတွေတဆက်ဆက်တုံနေတော့မန္တရာစီဟာစွဲခေါ်ပြီးဥမယောင်ရှိသူပို့လိုက်သည်ဥမယောင်ကအသားမဲစကပြံအားစူးရှာတော့မျက်လုံးအစုံဖြင့်ကြည်သည်မန္တရာစီအသားမဲစကပြံကဥမယောင်ဤအကြည့်တံကို မခံနိုင်ဟန်ခေါင်းငုံထားသည် မင်းကစကပြံလားဟုတ်ပါတယ်ဆက်ကျွန်တော်စစ်သားမဟုတ်ပါဘူးဈေးရောက်ပါတယ်ကုန်ကူးပါတယ်အခုသူတို့ခေါ်လို့လိုက်လာရပါတယ် ကျွန်တော်မိမနဲ့ကလေးတွေရန်ကုန်မှာရှိပါတယ်။ဦးမင်းအောင်ကကြောက်ထူးတုံနေတော့စကပြန်အားစူးစူးဆိုက်ဆိုက်ကြည်ပြီးနောက်ခေါင်းငိမ့်လိုက်သည်။ဒါတော့ကြောက်မနေနဲ့မင်းကိုငါမတက်ဘူးပြန်လွတ်ပေးမယ်။မင်းဒီကနေမင်းတို့စခန်းရောက်အောင်ပြန်ပါ။ငါတို့မျိုးမိနေကလူတွေဟာဘ ᱹ ရုကျွမ်းမှမခံဘူး။ငါတို့မျိုးပေါ်ကျူးကျော်လာတဲ့လူမှန်သမျှကိုငါတို့တုတ်ပြန်ပြီးတိုက်ခိုက်မယ်။ငါတို့ကဘယ်တော့မှဒူးမထောက်ဘူး။လက်မမြောက်ဘူး။ ငါတို့နိုင်ငံနဲ့ကျူးကျော်ပြီးငါတို့ဘရင်ကိုဖမ်းသွားတဲ့မျက်နှာဖြူတွေကိုပင်လယ်ထဲရောက်တဲ့အထိတိုက်ခိုက်မောင်းထုတ်ပစ်မယ်ဆိုတာမင်းတို့တခင်ကိုပြန်ပြောလိုက်ပါ ကြားလားဟုတ်ကဲ့တကြီးကျွန်တော်ဗိုလ်ချုပ်ကို ပြောပြပါမယ်ငါတို့ဟာကျွန်တွေမဟုတ်ဘူးကိုတိကိုနန်းနဲ့နေတဲ့တခင်မျိုးတွေငါတို့သူတစ်ပါးကိုမစော်ကားဘူးငါတို့ကိုစော်ကားရင်လည်းမခံဘူးစကပြန်ကဦးမယောင်ပြောတဲ့စကားကိုခေါင်းတညင်ညင်နဲ့နားထောင်နေသည်ဦးမယောင်အား စူးစိုက်ကြည့်နေသည်သူမျက်လုံးအစုံမှာကြောက်ရွံ့ဟန်တွေဖြင်းဖြင်းရှားရှားပေါ်နေသည်ငါတို့ဟာကိုယ့်အရှင်တခင်ကိုပဲတစ္ဆာခံမယ်တိုင်းတစ်ပါးရာမျက်နှာဖြူတွေကိုတစ္ဆာမခံနိုင်ဘူးမျက်နှာဖြူတွေတေးခြင်းမြို့နေငယ်ကိုလာခဲ့ကြလို့ပြောလိုက်ကြားလားဟုတ်ဟုတ်ကဲ့ငါနာမည်ဦးမင်းရောင်လို့ပြောလိုက်မျက်နှာဖြူတွေကိုပင်လယ်ထဲရောက်အောင်မောင်းထုတ်မယ်ဦးမင်းရောင်မြို့နေငယ်မှာရှိနေတယ်လို့ပြောလိုက်ဦးမင်းရောင်ကစကပြန်အား ပိဒကြည်လင်တော်အတံဖြင့်ပြောကြပြီးမြင်းစည်းပေါ်တင်ပြီးပြန်လွတ်လိုက်သည်မောင်အောင်နှင့်မောင်မူးတို့အားမြို့လူနှင့်နန္ဒမိတ်အဆုံးထိလိုက်ပါသွားရန်တာဝန်ပေးလိုက်သည်မောင်အောင်နှင့်မောင်မူးတို့သည်စကပြန်ကိုခေါ်ပြီးထွက်သွားသည်ဦးမြောင်ကသူ့အိမ်ပတ်ဝန်းကျင်တွင်ပြန်ကျဲနေသည့်အလောင်းများကိုချက်ချင်းရှင်းလင်းစေသည်နာကမျက်နှာပြူတွေကိုစိန်ခေါ်လိုက်ပြီးသူတို့တွေနှစ်ခါတောင်ခံလိုက်ရတာဆိုတော့တင်းနေကြမှာမဟုတ်ဘူးသူတို့တွေ အင်အားအလုံးရင်းနဲ့မြို့လူလင်ကိုလာကြမှာဖြစ်လို့မင်းတို့အားလုံးသတိနဲ့နေကြပါဦးမင်းအောင်ကသူ့ဤလက်တွဲပေါ်မြို့ချင်းများမှာကြားနေသည်သူကအင်္ဂလိပ်တို့ကအင်းနဲ့အားနဲ့တုတ်ပြန်လာမှာကိုကြိုပြီးတွေးမိနေလေသည်အခန်း6ဦးမင်းအောင်ဤရာဇရန်ဤစကပြံမတဆင်မန္တလေးတို့၎င်းရန်ကုန်တို့၎င်းရောက်ရှိသွား၏သူတို့ကဓမြများအရင်ဆိုင်များဟုတဘောထားသူတို့က တုတ်ပြန်တိုက်ခိုက်လာတဲ့ဖြင့်အောင်ပွဲရသူအဖြစ်ဂုံယူနေတော့အင်္ဂလိပ်တို့မှတုံလှုပ်လာသည်ထို့တော့သူတို့ဒီဦးမင်းရောင်အားတော်လန်တူဟုအတိမတ်မပြု လူစိုးဓမြဟုဆိုကာနာမည်ဖြတ်သည်ဦးမင်းရောင်ကမြို့လူလင်မှနေပြီးမိမိနှင့်အတူနေချဲတို့ဟာတော်လန်တိုက်ခိုက်မိသူများကို စီယုံဖိတ်ခေါ်သည်နေချဲကိုတော်လန်လူတို့များဦးမင်းရောင်၏လက်အောက်သို့တဖွဲဖွဲနှင့်ဝင်ရောက်လာ၏ဦးမင်းရောင်က တက်ကိုစနစ်တကျဖွဲ့စည်းသည်တက်အင်အားခိုင်မာစီယုံပြင်ဆင်နေချိန်တွင် အင်္ဂလိပ်တပ်ခွဲတစ်ခွဲကမြို့လူလင်အနောက်ဖက်ခြမ်းရှိဇီရောရွာကို ဝင်ရောက်တိုက်ခိုက်သည့်တွင်ကြားရသည်ဦးမယောင်ကတရင်တိတိကြကြရစီရန်တန်ချောင်းအားဆေလွတ်ပြီးစုံစမ်းစေခဲ့သည်တန်ချောင်းကဇီရောရွာတရင်ကိုချက်ချင်းပင်တွားရောက်စုံစမ်းသည် မြင်းတစည်းဖြင့်ခရီးပြင်းနှင်သွားတော့တန်ချောင်းသည် နေဝင်ချိန်တွင်မြို့လူလင်တို့ပြန်ရောက်လာသည် သူက0ရွာနဲ့ပတ်သက်ပြီးသူတွေ့ခဲ့မြင်ခဲ့ကြားခဲ့သိခဲ့ရတဲ့တို့ကိုဦးမင်းရောင်အားအစီရင်ခံသည်တရွာလုံးမီးလောင်မြင်ဖြစ်သွားပါပြီမင်းကြီးမျက်နှာဖြူတွေကတရွာလုံးတိုင်တက်စင်လူရက်တိုက်ခိုက်တယ်အာကောင်မောင်းနဲ့အရွယ်ကောင်းဆိုတက်ပြစ်တယ်အမျိုးကောင်းသမီးတွေကိုဖျက်ဆီးတယ်ရွှေတွေငွေတွေလူရက်တယ်မျိုးစပားမကြံကြက်ကလေးဘဲကလေးကအစာမကြံသိမ့်ယူကြတယ်ဇီရောမှာ ကလေးတွေ ပတ်ကြီးရွယ်ဦးတွေနဲ့သားတဲ့အမေတို့ပဲမသေးပဲကြံရစ်ခဲ့တယ်။မိစ္ဆာကောင်တွေက ရွာလုံးကျွတ်ဖျက်ဆီးလိုက်ကြပါပြီမင်းကြီး။ဒင်းတို့ကမိမမျိုးတွေကိုပါဖျက်ဆီးတယ်ဟုတ်လား။ပြို့ပြို့အိုးအိုးမရှောင်ပါဘူးမင်းကြီး။ကျူးလွန်ဖျက်ဆီးပြီးတက်ပြစ်ပါတယ်။ပုံနိုင်သူလောက်ပဲလွတ်ပါတယ်။ဘုံမြတ်တောင်ဆိုတဲ့ညက်နှဖြူစစ်ဖို့ကတော်တော်ဆိုးတယ်လို့ကြားရပါတယ်မင်းကြီး။သူကလူဆိုးတမျှရှိတဲ့ရွာမှန်တမျှမိရှုပ်ပြစ်မယ်လို့ချင်းချောက်သွားပါတယ်တဲ့။ ဇီရောကမတည်ပဲကြံရိုက်ခဲ့တဲ့လူတွေကပြောပါတယ်။တန်ချောင်းစကားကိုနားထောင်ရင်းမှာဦးမင်းရောင်ဤမျက်နာတီရထက်တီလာခဲ့၏။သူ၏မျက်လုံးအစုံကအယောင်တစ်ဖြက်ဖြက်လက်လာ၏။ရိုင်းလိုက်တာအခုချက်ချင်းအဲ့ဒီတက်ကို လိုက်တိုင်မယ်။ဘုံနဲ့တောင်ရက်တဲ့တောင်မင်းကြီးဘက်ကိုထွက်သွားပါပြီမင်းကြီး။ဇီရောမှာအခြေချတဲ့ဘုံမုံဆိုတဲ့လူကတိုက်ဖို့လိုက်ရှာတာမမီတော့ဘူးလို့ဆိုပါတယ်။ဘုံမုံဟုတ်လား။ခုတလော သူတို့တင်းကိုမကြမကြကြားနေရပါတယ်။ဘုံမုံကမင်းကြီးလက်အောက်ကိုဝင်ကျင်နေဆိုပြီးကျွန်တော်နဲ့အတူ လိုက်လာပါတယ်။မင်းကြီးရဲ့ကွင်းပြူချက်မရသေးလို့ကျွန်တော်သူနဲ့တုတက်ကိုမြို့ပြင်မှာထားခဲ့ပါတယ်။သူကမိစ္ဆာကောင်တွေကိုတော်လန်တိုက်ခိုက်နေတာအထင်ရှားပဲ။ငါသူနဲ့မပေါင်းနိုင်စရာဘာအကြောင်းမှမရှိပါဘူး။မင်းအခုချက်ချင်းသူ့စီကိုသွားငါ့လက်အောက်ကိုဝင်ဖို့မလိုဘူး။ငါနဲ့လာပြီးပူပေါင်းပါလို့ပြောပြီးခေါ်ခဲ့။ဦးမင်းအောင်ဤစကားကိုအကြားတွင် တန်ချောင်းအံ့အားတင်သွား၏သူကနေရာမှ ချက်ချင်းမခွာဘဲဥမင်းရောင်အားအံ့အားတတဲ့နဲ့ကြည့်နေ၏မင်းဘာလုပ်နေတာလဲတန်ချောင်းမြို့ပြင်မှာရှိနေတဲ့ဘိုးမုံကိုတွားခေါ်ခဲ့လေဟုတ်ကဲ့မင်းကြီးတန်ချောင်းကမြို့ပြင်တို့မြင်းစီပြီးပြန်လဲထွက်ခွာသွားသည်တခဏအကြာတွင် မြင်းစီတမားတယောက်နဲ့နောက်လိုက်20ခန့်ကိုခေါ်ပြီးပြန်လာသည်မြင်းစီတမားမှာဘိုးမုံဖြစ်ပြီးနောက်လိုက်20မှာ သူ့လက်အောက်ခံမြို့ချစ်တတားများဖြစ်၏ ။ဦးမင်းရောင်ကဘုံမုံအားဝမ်းသာအားရလက်ခံတွေ့ဆုံသည်။ဘုံမုံထံမှစီရောက်ရအခြေအနေကိုထပ်မေးသည်။ဘုံမုံကတန်ချောင်းပြောပြပြီးတော့အချောင်းအရာကို ပြန်ပြောပြ၏။ကျွန်တော်တို့ရွာတွေမှာခိုးနေရင်အဲ့ဒီရွာတွေနာမည်မင်းကြီးမိစ္ဆာကောင်တွေကကြွက်မနိုင်ကြည်မင်းနဲ့ရှိုးဆိုသလိုမဆိုင်တဲ့လူကိုမဲတက်တယ်။တကယ်တော့ဇီရောဟာကျွန်တော်တို့ဒဏ်ကိုခံသွားရတာပါ။ကျွန်တော်ကအစကတည်းကဇီရောမှာစကမ်းမချပဲ စကန်းတစ်ခုတက်တက်တီးပြီးနေခဲ့ရင် အခုလိုဖြစ်မှာမဟုတ်ဘူး။မျက်ရည်ဝဲလျက်နဲ့ပြောနေတော့ပုံမုံဤစကားကဥမင်းညောင်အားစိတ်ထိခိုက်သွားစေသည်။အစက်ထဲမှာပင်ဥမင်းညောင်အားမြို့လူလင်နဲ့ပတ်သက်ပြီးစိုးရိမ်စိတ်ဝင်သွားစေသည်။ဒီအတိုင်းဆိုရင်ကျုပ်တော်နေရာပြောင်းရမလို့ဖြစ်နေပြီ။ကျတို့ဒီမှာဆက်နေရင်ကျုပ်ကြောင့်မြို့လူလင်နာလိမ့်မယ်။ဟုတ်ပါတယ်မင်းကြီး။အကောင်းဆုံးကတိရံစကန်းတစ်ခုရှိဖို့ပါ။ အဲ့ဒီစခန်းကနေမျက်နှာဖြူတွေကိုစိန်ခေါ်တိုက်ခိုက်မယ်ဆိုရင်ဒင်းတို့ကမြို့ရွာတွေကို ချမ်းသာခွင့်ပေးလိုက်မယ်ထင်ပါတယ်။ဦးမင်းရောင်တွေဝေသွားသည်။သူကအတန်ကြာမျှစဉ်းစားဟန်ဖြင့်ငြိမ်သွားသည်။ပြီးမှတပြင်းရှည်ကြီးတစ်ချက်ကိုချလိုက်သည်။ဒါကလည်းတေချာပေါက်ပြောလို့မရတဲ့ကိစ္စပါ။ကျတို့နေရာပြောင်းမိမယ်။ဒီမျက်နှာဖြူကောင်တွေကအကြောင်းရှာပြီးမြို့ရွာတွေကိုဒုက္ခပေးမှာပဲ။ဒါပေမဲ့မင်းကြီးဦးမင်းရောင်က ဘုံမုံအားလက်ကပြသည်ဘုံမုံရဲ့စေရနာကိုကြုတ်သိပါတယ်ကျုပ်ကစကားအဖြစ်ပြောတာပါတကယ်တော့ကျွတ်တို့မိစ္ဆာကောင်တွေကိုတော်လန်တိုက်ခိုက်တာလူတွေကြားထဲမှာမနေသင့်ပါဘူးအနေနဲ့အရက်ရက်ကတော်လန်တိုက်ခိုက်တဲ့လူတွေဘိုးဝင်ခံပြီးစကန်းတစ်ခုခုမှ နေကြတယ်ဆိုတဲ့သတင်းကြုတ်ကြားပြီးပါပြီဘုံမုံကစကားဝင်မထောက်ပဲဥမင်းရောင်အားကြည်နေသည်ဥမင်းရောင်ကတစုံတရာကိုအလေးအနက်စဉ်းစားဟန်ဖြင့်အတန်ကြောင်ငြိမ်နေသည် ြီးမှစောင်းပြက်ချက်ချလိုက်ဟန်ဖြင့်ဟုတ်တယ်ကျုပ်တို့နေရာပြောင်းရမယ်ကျုပ်ကတော့တဲ့တောင်တဲကိုမကြာခဏသွားလာခဲ့တော့စခန်းချလို့ကောင်းမဲ့နေရာကိုသိတယ်ဟိုးအရှင်းမြောက်ဘက်ကကိုရူတော့ကမြင်းမဏိတောင်ဟာစခန်းချလို့အကောင်းဆုံးနေရာပဲဘုံဘုံအဲ့ဒီဘက်ကိုရောက်ဘူးသလားကျွန်တော်မရောက်ဘူးပါဘူးမင်းကြီးဒါဆိုရင်မနှက်ပြန်သွားကြည့်မယ်ဘုံဘုံကတိုက်ပွဲအကြိမ်ကြိမ်ဝင်ပူးတဲ့သူအတွေ့အကြုံရှိတဲ့သူဆိုတော့မြင်းမဏိတောင်အနေအထားကို မြင်နာနဲ့စကန့်အဖြစ်ရွေးချယ်လို့ကောင်းမကောင်းသိနိုင်မှာပါမင်းကြီးတဘောကြတဲ့နေရာဟာစကန့်အတွက်ကောင်းတဲ့နေရာ ဖြစ်လိမ့်မယ်လို့ထင်ပါတယ်အဲ့ဒီစကားကိုနေရာကြည့်ပြီးမှပဲပြောပါမနဲ့ကြစောစောပဲ သွားကြတာပေါ့တန်ချောင်းကြီးဘုံမုံတို့အတွက်နေရာစီစဉ်ပြီးညစာလဲစီစဉ်တော့မတ်ရွှေတင်အိမ်မှာမရှိတော့စားရေးတော်ရေးကနည်းနည်းကတိတဲ့ဘုံမုံကျုပ်ရဲ့အိမ်သူကကျုပ်နဲ့တေးသူရှင်းမကွာတိုက်ပွဲဝင်မယ်ဆိုပြီးကလေးတွေကို သူ့မိဘများစီတွားပို့နေတယ်။မင်းကြီးကတော့ကဒါရေးလှန်ရေးကောင်းတယ်၊တိုက်ရေးခိုင်ရေးကောင်းပြီးတက်ပြီးပြောင်းနေဆိုတဲ့သတင်းကျွန်တော်တို့ကြားထားပါတယ်။အင်းမတ်ရွှေတင်က အကြောက်လန့်မရှိဘူး။စိတ်တက်ပြင်းထန်တယ်။မျက်နှာပြူကိုမုန်းတာလဲတူတူခါခါပဲ။ကျွတ်စီကမင်းမသားတွေကတော့ကြုံမခံကျင်ကြဘူး။ကျူးကျော်လာတဲ့လူကိုခုခံတိုက်ခိုက်တယ်ဆိုတာအနေနဲ့အရရက်ကသိကြမှာပါ။အဲ့ဒီအတွက်ကြုတ်ကုန်းယူပါတယ်။ ဟုတ်ပါတယ်မင်းကြီးဒါဂုံယူစရာပါဦးမင်းရောင်က မျက်နှာတွင် အပြောင်းရိပ်တွေထင်နေ၏သူကဘုံမုံအားတစုံတရာပြောမည်ပြုသည်ထိုအခိုက်မှာပင်အင်းအောက်ထက်တွင် ရှိနေတော့ဘုံမုံဤနောက်လိုက်များကိုအမတ်မထင်ကြည့်မိသွား၏တန်ချောင်းကအခုချိန်ထိဘုံမုံရဲ့လူတွေကိုနေရာမချပေးသေးဘူးလားဟိဟေ့တန်ချောင်းတန်ချောင်းဗျာလာပါပြီမင်းကြီးထူတာနဲ့အတူတန်ချောင်း အပြေအလွှာရောက်လာသည် ဥမင်းရောင်ကဘုံမုံဤနောက်လိုက်များအားတစ်ချက်ကြည့်ပြီးတန်ချောင်းကိုမေခွန်းထုတ်မိပြုသည်ဥမင်းရောင်မေခွန်းမထုတ်ခင်တန်ချောင်းကမင်းကြီးခိုင်းเสียရှိရင်နောက်မှပဲခိုင်းပါကျွန်တော်သူတို့ကိုနေဖို့နေရာသွားပြင်ပေးလိုက်မယ်ဘုံမုံတော့နောက်မှလိုက်ခဲ့ပေါ့ဘုံမုံလည်းလိုက်မှာပါလေဒီအချိန်ရောက်နေပြီဆိုတော့စာရောပေါ့တန်ချောင်းရဲ့ညစာလဲကျွေးလိုက်ပါဦးဟုတ်ကဲ့မင်းကြီးညစာလဲစီစဉ်ပေးပါပြီ။ ဘုံမောင်မှာတခါတည်းလိုက်မယ်ဆိုလဲလိုက်ခဲ့ပါဘုံမောင်ကနေရာမှထသည်ဥမင်းရောင်ကိုအယိုတေပြုနှုတ်ဆက်ပြီးတန်ချောင်းခေါ်ရနောက်တို့လိုက်သွား၏ဥမင်းရောင်ကတန်ချောင်းနဲ့အတူပါသွားတော့ဘုံမောင်ကကြည်ရင်ခေါင်းတဆက်ဆက်အငိမ့်သည်အင်းကြားထားတဲ့တရင်တွေအရဆွေးတော့ဘုံမောင်ဟာငါ့အတွက်အားကိုးရတယ်ညာလက်ယုံ ဖြစ်လာမယ်ထင်ပါရဲ့ဥမင်းရောင်ဤနှုတ်မှာပြီးတော့ရေရွတ်ပြောဆိုရန်တိုးထွက်သွားလေ၏